မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလာပေတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်ဇွန်လ4ရက်နေ့ညခုနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00ခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်မှာ33ဒီဂရီဆယ်စီယပ် 67ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ35ဒီဂရီဆယ်စီယပ်65ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်ဒီကနေ့ညနေ6နာရီခွဲချိန်မိုးလေဝသကြိုးမှာဖယ်ဝင်ရရှိတဲ့ပုံရကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အမြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်အထင်အတင်မှာအတိတ်တူထက်နေပြီးကျယ်ဘင်္ဂလားပင်လယ်မှာတိမ်နဲ့ငယ်မှာတိမ်အထင်အတင်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ စကိုင်းတိုင်းဒေသကြီးထက်ပိုင်ရှင်ပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရိုင်းဒေသကြီးတို့မှာမူတိန်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမူတိန်တောင်များယူလျာနေရာတချို့မှာ ိုးရွာသွန်းခြင်းနဲ့အတူလေပြေတိုက်ခတ်ခြင်း၊မိုးထချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်တတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ဇန်နရီသားကြီးနဲ့ပြည်နယ်များမှာတိမ်တင်တင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ပင်ကလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ပင်ကလားပင်လယ်အော်တို့မှာမုတ်တုံလေးအာတင်တင်မှအကောင်နေပါတယ်။မြမပင်လယ်ပြင်မှာမြမကယ်ယူတဲ့တခြားနယ်ကဲလွန်ပင်လယ်ပြင်တို့မှာ တခါတည်းရန်မိုးတက်လေပြင်းများကြောက်ပြီးလှိုင်းသင်တင်မှာလှိုင်းကြီးနိုင်ပါတယ်မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေယာဉ်တနအေကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာမြမကဲရုံတစ်ချောင်းနဲ့ကဲလိုပင်လေပြင်းတို့မှာရှစ်ပေမှာဆယ်ပေကန်ရှိနိုင်ပါတယ်မနေ့ပြန်မိုးတဲ့ချိန်အထိခက်မှန်းချက်များအနည်းငယ်ကတော့စကိုင်းနိုင်ဒေတာကြီးမကွေတိုင်းဒေတာကြီးမန္တလေးတိုင်းဒေတာကြီးရှမ်းပြည်နယ်မြောက်ပိုင်းနေပြည်တော်နဲ့ကယားပြည်နယ်တို့မှာနေရာကျကျ ကချင်ပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတန်ဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနယ်အရှေ့ပိုင်းတို့မှာ နေရာစစ်စိမ်နယ်ရှမ်းပြည်နယ်ရန်ကုန်တန်ဒေသကြီးပဲခူးတန်ဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတန်ဒေသကြီးတို့မှာနေရာအနှံပြားမိုးထစ်ချုံရွာပြည်ရှမ်းပြည်နယ်နေပြည်တော်ပဲခူးတန်ဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ရွေးမိုးကြီးနိုင်ပါတယ် နေပြီးတော့ねအနီတော်ဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခက်မဲကြမှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးအပူချိန်မှာ33ဒီဂရီဆယ်စီယပ်62ဒီဂရီဖာရန်ဟိုက်နဲ့အနေဆုံးအပူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အနီတော်ဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခက်မဲကြမှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးအပူချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်နဲ့ အနိုင်ဆုံးဘူးချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီတဝိုင်မင်းနှက်ဖြန်အတွက်မိုးလေဝသအခြေအနေခက်မှန်းကြမှာလဲ။နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ35ဒီဂရီဆယ်စီယပ်95ဒီဂရီဖာရန်ဟိုက်နဲ့အနိုင်ဆုံးဘူးချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေရာအတွက်ခက်မှန်းကြမြားအနေနဲ့ကတော့ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အောက်အရှေ့တောင်ပိုင်းတို့မှာမုတ်တုံလေးအာတင်တင်မှာအာကောင်းနေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီအချိန်ထုတ်ပြန်တဲ့မူလီယိုတာနဲ့ဇလာဗီရာတင်ပြများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေရှင်။